နတ်ပြည်နဲ့နတ်တို့အကြောင်းအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဗုဒ္ဓဘာသာဝင်တို့အနေနဲ့သေချာတည်ထားတဲ့နတ်ပြည်နဲ့နတ်တို့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နတ်ဆိုတာကမြမစကားဖြစ်ပြီးနာထဆိုတဲ့ပါဠိကနေစဉ်သက်လာတယ်လို့ဆိုထားပါတယ်နတ်ကိုပါဠိဘာသာအဖြစ်ဒေဝနဲ့ဒေဝတာရေလို့လည်းခေါ်ပါတယ်စတုမဟာရေတာရိန်တာယာမတုတိတာနိမ့်မာနရတိနဲ့ပရဏိမိတာဝရိန်တာတိ အမည်ရှိတဲ့နတ်ပြည်၆ထပ်ရှိပါတယ်။နတ်တွေစုတည်တည်ဆုံးခြင်းအကြောင်းကတော့၄ပါးရှိပါတယ်။ဒါတွေကတော့၁အာယုခယတတန်းကုံရည်တည်ဆုံးခြင်း၂။ပုံညက်ခယကုသိုလ်ကောင်းမှုကုံရည်တည်ဆုံးခြင်း။ဥပမာကုသိုလ်ကောင်းမှုအနေငယ်မျှနဲ့နတ်ပြည်မှာလာဖြစ်နေတဲ့နတ်သားတို့ဟာကုသိုလ်ကောင်းမှုကုံတဲ့အခါမှာအစွမ်းတတိမရှိတော့ဘဲတတန်းမစိခင် စုတည်ကြရပါတယ်။နံပါတ်၃ အာဟာရခရစားနေကြတောက်နေကြအချိန်မီမစားမတောက်မှိ၍တည်ဆုံခြင်းနတာတူဟာကာမဂုဏ်ခံစားနေ၍စားချိန်ကိုတတိမရပဲတနက်စာမြမစားဘဲနေလိုက်မိတာနဲ့နောက်ထပ်ဗနေချိန်မဲစားစားအသက်မရှည်နိုင်တော့ပါဘူးနံပါတ်၄ကောဓာပိဘဝနာဒေါသထွက်၍တည်ဆုံခြင်းနတာမြဟာနတ်သမီးတွေနဲ့ပျော်ပါနေတဲ့အခါမှာအခြားနတ်တွေက လာရောက်ဖက်ပြိုင်တာမျိုးရှိတယ်ပါတယ်။အရေးအချိန်မှာဖက်ပြိုင်လာတဲ့နှက်ကိုဒေါသထွက်တဲ့ပြီးဒေါသထွက်တဲ့နှက်ရဲ့ကိုခန္ဓာဟာပူပြင်းရင်းနဲ့ဆုတေရတယ်လို့ဖက်ပြိုင်တော့နှက်ကလည်းဒေါသထွက်ရင်ဆုတေရပါတယ်။ဒါကြောင့်မိမိကိုဒေါသထွက်မှန်းသိတာနဲ့ဒေါသမထွက်ခင်မှာအချားနေရာကိုရှောင်သွားရပြီးအဲ့လိုမှပဲအသက်ချမ်းသာရရတတ်ပါတယ်။နှစ်သားနှစ်သမီးတစ်ပါးပါးဟာတဒန်းကုန်ပြီးဆုတေတော့မယ်ဆိုရင်သူရဲ့တဒန်းအရေးအတွက်အားဖြင့် ခုနှစ်ရက်မြောက်မှာပုပ္ပနမိတ်၅ပါးထင်လာပါတယ်။နံပါတ်၁ပရိတန်လေအခါကပန်းစင်ခဲ့တဲ့ပန်းများညှို့နှဲကုန်ခြင်း။နံပါတ်၂နတ်အဝိပစိုးများညှို့နှဲကုန်ခြင်း။၃ကိုယ်ခန္ဓာရဲ့ကြားများမှချွေးများယိုထွက်လာခြင်း။နံပါတ်၄ကိုရောင်ကိုပါမှေးမိန်လာခြင်း။နံပါတ်၅နတ်များရဲ့နေရာမှာတည်တည်တက်တက်မနေနိုင်မထိုင်နိုင်ဖြစ်လာခြင်းတို့ပဲဖြစ်ပါလိမ့်။ ပုပ္ပနမိတ်၅ပါးထင်လာတာကိုနှစ်တိုင်းမသိကြပဲပညာရှိသောနတ်များကသာသိကြပါတယ်။ပုပ္ပနမိတ်၅ပါးထင်လာပြီဆိုရင်တော့နတ်သက်ကြွေကြပါဗါတယ်။နတ်ဖြစ်ခြင်းအကြောင်း၃ပါးရှိပါတယ်။ဒါကြောင့်နတ်ပြည်ရောက်လို့သူများတင်းအမှန်ကိုသာပြောဆိုရပါမယ်။2အမျက်မထွက်စိတ်မဆိုးရ3တောင်းခံလာပါကနည်းနည်းပင်ဖြစ်စေ ပေးလို့ရပါမယ်။စားတဲ့အကြောင်း၃ပါးကိုလိုက်နာရပါမယ်။ စတုမဟာရိပုံဒတရထဝိရုထကဝိရုပခနဲ့ကုဝေရအမည်ရှိနမင်းကြီး၄ပါးကို ပါဠိလို စတုမဟာရာဇာလို့ခေါ်ပါတယ်အစတုပါနမင်းကြီး၄ပါးကိုစီးကက်ခါစားရတဲ့လောက်ခံနတ်တို့ကလည်းစတုမဟာရာဇိကာလို့ခေါ်ဆိုပြီးနမင်းကြီး၄ပါးနဲ့စတုမဟာရာဇိကနတ်တို့ရဲ့နေရာဖုံကိုပါဠိလိုတော့စတုမဟာရာဇိကမြန်မာလို့ စာတုမဟာရိဘုံလို့ခေါ်ပါတယ်။ဒါမဟုတ်စတုမဟာရိနတ်ပြည်လို့လည်းခေါ်ပါတယ်။လောကမှာအကြီးမြတ်ဆုံးလက်နက်ကြီး၄မျိုးကိုအသေးသေးပိုင်ဆိုင်ကြတဲ့တကိုးရှင်ကြီး၄ဦးတည်းရှိပါတယ်။တရားမင်းကဝဇီရစိန်လက်နက်ကိုဝရစိန်လက်နက်ဝိတ္တဝန်နမင်းကတန်တင်းပုတ်လက်နက်ရမာမင်းကမျက်စောင်းလက်နက်အာလာဝကဘလူးကြီးကဘွဲဖြူနံပါတ်ဆိုးလက်နက်တို့ကိုအသေးသေးပိုင်ဆိုင်ကြတာကြောင့် ုတ်တနိဘက်အာလာဝကတုတ်မှာပါရှိပါတယ်။မာကလူလင် အမိုးရှိပြီးအတူတကွာကုသိုလ်ကားမှုပြုပါပြုဖက်ဖြစ်သူ33ယောက်သောသူတို့ရဲ့နေရာဖြစ်အားပုံကိုတာရင်းနာနတ်ပြည်တို့ခေါ်ပါတယ်။တာရင်းနာနတ်ပြည်ဟာမြစ်မိုတောင်ထိပ်မှာတည်ရှိတာကြောင့်စတုမဟာရိနဲ့ယူဇနာ42000ကွာဝေးရလို့ဆိုကြပါတယ်။တာရင်းနာနတ်ပြည်ရဲ့တနေရာဟာယူဇနာ1000ကျပြတ်ပါတယ်။အဲ့ဒီနတ်ပြည်မှာတကားပေါင်း1000ရှိပြီး အရှေ့တကားနဲ့အနောက်တကားတောင်နဲ့မြောက်တကားတို့ဟာယူဇနာတထောင်းကွာဝေးပါတယ်။နတ်ပြည်ရဲ့အလယ်မှာယရနာခုနှစ်ပါးစီချဲထားပြီးယူဇနာတထောင်းမြင့်နဲ့ဝေဇယနာပြတဲ့ကြီးတစ်ခုရှိပါတယ်။အဆိုပါပြတဲ့ကြီးကိုတော့ယူဇနာ300မြင့်နဲ့ထီးတကွန်လို့နဲ့ဝန်းရံထားပါတယ်။ဒါအပြင်ယူဇနာ90ကျဲတဲ့နန္ဒာရေကန်နတ်သစ်ပင်ပန်းပင်တို့နဲ့ဝေစာပြီးယူဇနာ60ရှိတဲ့ဥယျာဉ်ကြီး9ခုတို့ဟာလည်း တရားကျင့်ဥပယာရှိပါတယ်။ရာခဲလာရဲ့လူဘဝအကြီးမှာအကျင့်တိရဆင်ကျေစွာနဲ့နေထိုင်ရှင်သန်သွားဖို့လိုအပ်ပါတယ်။နောက်ဘဝအဆက်ဆက်မှာကောင်းမွန်တဲ့အရာတွေပိုင်ဆိုင်ရရှိဖို့တွင် ရရှိပိုင်ခွင့်ရနိုင်ဖို့တွင်လက်ရှိအချိန်မှာဒါနတိရဘာဝနာတို့ကိုပြည့်စုံအောင်ကျင့်ကြံနေထိုင်ကြစေရန်ရည်ရွယ်ပြီးမျှဝေတင်ဆက်ပေးရခြင်းဖြစ်ပါရခင်ဗျာ။ဒီထက်ပိုမိုကောင်းမွန်တဲ့အကြောင်းအရာတွေကျွန်တော်ပြန်လာခဲ့ပါဦးမယ်။နောက်ပြီးတော့မှပြန်လည်ဆောင်တွေ့ကြပါသည်။